ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမြခင်ယာဒီကကဘာကုံဆုံးမဲ့ကာလမှာအခြေအနေဟာဘယ်လောက်တောင်ဆိုးွားသလဲဆိုတော့အိမ်မိုးပေါ်မှာရှိတဲ့သူဟာအိမ်ထဲကပစ္စည်းကိုယူဖို့မဆင်းနိုင်တဲ့အထိလဲထဲမှာရှိတဲ့သူဟာ ကိုယ့်ရဲ့အဝတ်ကိုယူဖို့နောက်ကိုမပြန်နိုင်တဲ့အထိကိုဝန်ဆောင်တဲ့နှုတ်ဆသားသမီးရှိကြတဲ့အမျိုးသမီးတွေဟာအင်မတန်ခက်ခဲကြရတဲ့အထိဖြစ်လိမ့်မယ်လို့ဖော်ပြထားတဲ့ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး24အခန်းငယ်14ကနေအခန်းငယ်31အထိကိုဒီကနေ့တင်ပြရတော့တမချန်းစီစဉ်မှာလေ့လာမှာဖြစ်ပါတယ်။မနေ့ကကျွန်တော်တို့သင်ခန်းစာမှာနောက်ဆုံးကြားခဲ့ရတဲ့အချက်ကလေးကတော့အကျဉ်သူပြီးအဆုံးတိုင်အောင်တည်ကြည်ဤထိုသူပြီးကဲတင်ခြင်းတို့ရောက်လိမ့်မည်ဆိုတဲ့ အင်မတန်နှစ်လိုပွဲကောင်းတဲ့ကြမ်းကြက်ကလေးပဲဖြစ်ခဲ့ပါလေဒီကနေ့ကတော့အငယ်14မှာဘယ်လိုဆက်ဆိုထားသလဲဆိုတာကိုနားထောင်ကြည့်ကြရအောင်ပါလူမျိုးအပေါင်းတို့အားသက်သေဖြစ်မိအကြောင်းနိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရရရှိသမျှတို့၌ဟောရလိမ့်မည်သို့ပြီးမှအဆုံးသည့်ဖြစ်လက်တံဒီအချက်ကိုအခုလိုကြားရတော့ရှင်မသဲကျမ်းရဲ့အစပိုင်းတွေမှာကြားခဲ့ရတဲ့ ဗတိဇံဆရာယောဟန်နဲ့အခင်ခရစ်တော်တို့ရဲ့နောင်တရကြလော့ကောင်းကင်နိုင်ငံတော်သည်ကျေလူနီးပြီဆိုတဲ့စကားသံတွေကို ပြန်လဲကြားရောင်เสียရှိပါတယ်။ဒါအပြင်ဒီအကြောင်းကိုမင်းတို့ပြည်ရင်းအရရမှာသွားပြီးတော့ဟောပြောကြဆိုပြီးတော့ခရစ်တော်သူတပည့်တော်တွေကိုစေခိုင်းခဲ့တာရဲ့။ဝန်လေး၍ပင်မသောသူ အပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပြီးမည်ဆိုတဲ့အစံမိမိ အသက်ကိုစွန့်၍လူများကိုရွေးခြင်းဟာကြွလာ၍ဆိုတဲ့ဂရိတ္တစ္ဆာစကားသံကြီးဟာ ပြန်ပြီးတော့ပဲ့တင်လာမှာဖြစ်ပါလေတကယ်တော့အခုလိုလူမျိုးအပေါင်းတို့အားတက်စီဖြစ်စီဖို့နိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုလောကီနိုင်ငံအရရရှိသမျှတို့၌ခေါ်ရမယ်ဆိုတာဟာဒီအချက်တွေဒီသတင်းကောင်းတွေကိုဟောပြောရမယ်လို့ပြောလိုက်တာပါပဲတို့ပြီးမှအဆုံးသီးဖြစ်လက်တဲ့ဆိုတာကတော့ ဆိုထားတော့အဲ့ဒီလိုဟောရမယ်တာဝန်တွေကြေကြစီပြီးရင်ကက်ကဘာကုံသောကာလကိုရောက်မယ်ကက်ကာလကုံဆုံးမယ်လို့ခရစ်တော်ကပြောလိုက်တာပါပဲအထက်ထက်ဆိုခဲ့တဲ့အတိုင်းကက်ကဘာဘယ်တော့ကုံမလဲဒါမှမဟုတ်ရင်သခင်ခရစ်တော်ဘယ်တော့ကြွလာမလဲလို့အဲ့ဒီလိုအတိအကျမေးလာရင်တော့ကျွန်တော်လည်းမသိဘူးမိတ်ဆွေလည်းမသိဘူးဘယ်သူမှလည်းမသိဘူးဆိုတဲ့အကြောင်းကိုကျွန်တော်အခုထပ်ပြီးပြောလိုပါတယ်သတိပေးလိုပါတယ် ။တစ်ချိန်တည်းမှာခရစ်တော်ပြောခဲ့တဲ့ဒုက္ခခံစားရကာလကဘာပြက်ခံဤကာလဆိုတဲ့ကိစ္စဟာလေကျွန်တော်တို့ကကောက်ချက်ဆွဲပြီးတော့အခုပဲအခုမဟုတ်ဘူးဘယ်တော့ကြမှာဖြစ်မယ်အဲ့ဒါတွေကိုအခိုင်အမာမပြောနိုင်ပါဘူးမပြောတတ်ဘူးလို့လည်းကျွန်တော်တဦးချင်းတော့ခံယူပါလေဒါဆိုရင်မျက်မှောက်ကာလကျွန်တော်တို့တာဝန်ကပါလေခရစ်တော်ရဲ့ဝမ်းမြောက်ဖွယ်သတင်းကောင်းကိုကိုစွန်းရှိသည်ညံစွန်းရှိသည်ဟောပြောသက်သေခံကြဖို့ပါပဲ ဧဝံဂေလိသတင်းကောင်းဆိုတာဟာပေါ်ပြခဲ့တဲ့သတင်းကောင်းတွေခရစ်တော်ရဲ့သွန်သင်ဆုံးမမှုတွေပဲဖြစ်ပါလေ။သူ့ရဲ့သွန်သင်သမျှတွေဟာအကုန်လုံးကောင်းမွန်နေတာကြီးပဲမဟုတ်ဘူးလား။ဖျားသခင်နဲ့သခင်ခရစ်တော်မှတပါတခြားဘယ်သူမှမသိတဲ့မပိုင်ဆိုးနိုင်တဲ့အနာဂတ်ကာလအတွက်အခြေခံရမယ့်ဟောပြောချက်ကတော့နောင်တရကြလော့ကောင်းငင်နိုင်ငံတော်တည်လူနီးပြီဆိုတဲ့သတင်းကောင်းဖြစ်ရပါလိမ့်မယ်။ အင်္ဂလိပ်ဝေါ်ဟာရကနေတရိပ်ပြန်ဆိုရမယ်ဆိုရင်တော့နောင်တရကြလို့ကောင်းကင်နိုင်ငံတော်သည် လက်တော်ထဲမှာရှိနေသည်ဆိုတာလို့ပဲဖော်ပြခြင်းပါလေအခုအချိန်အခါမှာသမာကျမ်းစာကိုအတိတ်ပဲအမျိုးမျိုးဖွင့်ဆိုလာလိုက်ကြတာဒီကဘာမှာကဲတင်ချင်းကိုရောက်ရလန်းတွေတခြားအမျိုးမျိုးရှိနေတဲ့သဘောမျိုးပေါ်ပေါက်နေပါလေအမှန်စင်စစ်ကတော့ကားတိုင်းလန်းဆိုတဲ့ခရစ်တော်ညွှန်ပြတဲ့လန်းသာအဓိကဖြစ်ပါလေ ။တမချန်းစာတအုပ်လုံးရဲ့အနှစ်သာရဟာဒီတစ်ခုတည်းအတွက်ပဲအတိတ်ပဲအားလုံးစုပေါင်းပြီးတော့ညွန်ပြနေတယ်လို့ကျွန်တော်ခံယူပါတယ်။ကပ္ပဥ္ဇဏ်နဲ့ကအာဒံဧဝရရဲ့သားငယ်အာဒီလရဲ့ရစ်ပူဇော်ခြင်းကိုစတင်စဉ်းစားလိုက်ကြတဲ့အခါဒီသဘောဟာပေါ်လွင်ပြီးသားပါ။ဘုရားသခင်ကသူ့ကိုသုံးငယ်ကလေးနဲ့ရစ်ပူဇော်ဖို့တောင်းဆိုလို့သူသုံးငယ်ကလေးနဲ့အာဒီလဟာရစ်ပူဇော်ခဲ့တယ်။ ဝိညာဉ်အနှစ်သာရအရာဒီသုံးငယ်ကလေးဆိုတာဟာတစ်ချိန်ချိန်ကာလမှာငါတို့မိခင်အမျိုးအနွယ်ထဲမှာ လူအဖြစ်ဇာတိခံယူနေကဲတင်ရှင်ကိုကိုစားပြုတယ်။ငါတို့ဟာအပြစ်တရားနဲ့ဒွန်တွဲနေတဲ့လူသားတွေဖြစ်လို့ဒီအဖြစ်ကိုလွတ်မြောက်စေဖို့အတွက်ဒီကဲတင်ရှင်ရဲ့အသွေးတော်နဲ့လဲလှယ်ရတယ်ဆိုတဲ့အချက်တွေကိုအာဘီလာဟာပြန်ပြီးတော့တရားဟောနေတယ်ဆိုတာဟာတမန်ကျမ်းစာအရအင်မတန်ထင်ရှားတဲ့အချက်ပါပဲ။ဗတ္တိဇံဆရာယောဟန်က ငုံတရကြကောင်းကင်နိုင်ငံတော်တည်လူနီးပြီဆိုတာတွင်ဟောယုံမကသေးပေသခင်ယေရှုကိုမြင်တဲ့အချိန်မှာဤလောကဤအပြစ်ကိုဆောင်သွားသောဘုရားသခင်ဤသိုးငယ်ကိုကြည်လောဆိုပြီးပြောတဲ့အချက်ဟာအင်မတန်အရေးကြီးပါလေအခြေခံကြပါလေဓမ္မဟောင်းကာလတုန်းကဆိုရင် ပြည့်ညတ်ချက်တွေနဲ့အညီထာဝရဘုရားကို ချင့်ကပ်ရပါလေအာဘီလလိုပဲသိုးငယ်ရဲ့ရစ်ပူဇော်ပြီးတော့မှအပြစ်ပြေရာပြေချောင်းနီလန်မျိုးကိုယူပြီးတော့ အသွေးနဲ့ပူဇော်ဆောင်ရွက်ကြရပါတယ်။အတိတ်တွေကတော့ပြည့်ညတ်တော်တွေကြောင့်လူသားဟာအပြစ်ရှိကြောင်းသိရပြီးတော့အဲ့ဒီလို အပြစ်ဖြေရာလမ်းဟာဒီတနည်းပဲရှိရလို့ပါ။ဒီအချက်ကိုပေါ်လွင်စေဖို့ကတော့ယောမဩဝါဒစာအခန်းကြီး3အငယ်16ကိုကြည့်ရင်တွေ့ရပါလိမ့်မယ်။ပြည့်ညတ်တရားတွေရဲ့သဘောတရားကိုဒီဩဝါဒစာမှာဘယ်လိုဖော်ပြထားတယ်လဲ။သို့တော့ဖြစ်၍လောကီသားအပေါင်းတို့သည်စကားတစ်ခုံးကိုမျှမပြောနိုင်ပေ။ ဘုရားသခင်ရှေ့တော်၌ပြစ်တင်တော်သူဖြစ်ကြ၏ဆိုပြီးတော့အဲ့မှာရေးထားပါတယ်ဒီအဖြစ်တည်းအတွက်အတိတ်ကာလတုန်းကသိုးငယ်ကိုပူဇော်ခဲ့ကြရပြီအခုအချိန်မှာတော့ဒီအဖြစ်တရားတွေအတွက်ကိုစားကံသခင်ကယ်တင်ရှင်ဟာပေါ်လာပြီဒီကယ်တင်ရှင်ကိုကျွန်တော်တို့နောင်တတရားကိုစီနဲ့ယုံကြည်ကိုးကွယ်ကြတနည်းနည်းတစ်ချိန်ချိန်မှာဒီကယ်တင်ရှင်ဟာကောင်းကင်နိုင်ငံတော်ကိုတည်ထောင်ပြီးအုပ်ချုပ်ရုံသာမကတရားစီရင်အုံးမှာဖြစ်လို့ ကြောက်ရွံ့อยู่ဒီခံညားကြဆိုရဲ့အချက်ဒီကိုပါပိုးပူပြီးတော့နားလေလာရပါတယ်နှုတ်ကပတ်တော်ရဲ့ net ဆိုင်တဲ့အတိတ်တွေဟာဒီမာရင်အင်မတန်ပြည်ရင်လာတာကိုတွေ့ရပါတယ်ကြီးစွာသောဒုက္ခကာလဟူသည်ဆိုတဲ့အချက်ကိုခရစ်တော်ကရှင်းပြပုံကိုအခုဆက်ချင်ပါတယ်ရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး24အငယ်15ထို့ကြောင့်ပရောဖက်ဒန်ယေလဟောသည့်အတိုင်းဖြစ်စည်းတတ်သောယွန်းရှားပွဲအရာသည် ။တန်ရှင်းသောအယက်ဌာန၌စိုက်နေသည်ကိုသင်တို့မြင်ရလျှင်ကျမ်းစာကိုကြည်သောသူသည်နားလည်ပါစေ။ဒံယေလရဲ့ရှေးအတိတ်ကိုခရစ်တော်ကအခုပြန်ပြီးတော့ညွှန်ပြပါလေ။ဒံယေလဆိုခဲ့တဲ့ ဖြစ်စည်းတတ်သောယွန်းရှားပွဲအရာဆိုတာဟာ Antiochus Epiphanes Antiochus Epiphanes ခေါ်တဲ့ခရစ်တော်မပေါ်ခင်နှစ်ပေါင်း190လောက်ကယေရုရှလင်ကိုမှုမှုညံ့ညံ့ကြည်အောင်ဝင်ပြီးတော့တိုက်ခိုက်ခဲ့တဲ့ Syria ဘရင်ကြီးကိုနမိတ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ် ဲ့ဒီဘယင်ကြီးဟာဣတရေလတသိန်းလောက်ကိုသတ်သွားတယ်။ဗိမာန်တော်ကပူဇော်တကားတွေကိုလူယူဖျက်ဆီးသွားတယ်။ဗိမာန်တော်ရစ်ပလင်ပေါ်မှာဝက်သွေးတွေနဲ့ဝက်သွေးတွေစီတွေနဲ့ရစ်ပူဇော်ခဲ့ပြီးတော့ယူပီတာလို့ခေါ်တဲ့နတ်ကိုအတင်းရှိခိုးခိုင်းခဲ့တယ်ဆိုတာသမိုင်းဝင်ဖြစ်ပါတယ်။ဒန်ယီလာဟောလိုက်တာနဲ့ကွက်ကြည့်ပါပဲ။ဒန်ယီလာအနဂတိချက်အခန်းကြီး7မှာကျတော့စက်တက်မှာဒီအကြောင်းတွေကိုအသေးစိတ်အများကြီးတွေဖော်ပြထားပါတယ်အထူးဖြင့် ်အငွေ31ကိုဖတ်လိုက်ရင်ချက်ချင်းပြန်လည်မြင်အောင်လာမှာဖြစ်ပါလေပြီးတော့ဒံယေလအခန်းကြီး7အငွေ7မှာလည်းထပ်မံလိလာတွေ့ရှိနိုင်ပါလေကျွန်တော်တစ်ခေါက်ပြန်ပြောပါမယ်ဒံယေလအနာဂတ်ကျမ်းကိုပြန်ဖတ်ပါအနာဂတ်ကျမ်းအခန်းကြီး7နဲ့7မြားကိုပြန်လည်လိလာကြပါနောက်တစ်ခုဖြစ်စည်းတတ်သောယွန်းရှာပွဲကတော့အခြားမဟုတ်ပါဘူး anti christ anti christ လို့ခေါ်တဲ့ ခရစ်တော်စံကျင်ရေးသမားကြီးပဲလို့ကျွန်တော်တွက်ဆပါတယ်။အဲ့ဒီခရစ်တော်စံကျင်ရေးသမားကြီးရဲ့ရုပ်တရဟန်ဟာယေရုရှလင်ပိမှန်တော်ကြီးဆိုတဲ့တန်ရှင်းရအယက်ဌာနမှာဝင်ပြီးတော့မဖွဲမရနေရာယူမယ်လို့ကျွန်တော်ယူဆပါတယ်။အဲ့ဒီဒုက္ခကကလာကြီးကိုရောက်ရင်ဣသရေလဟာသူ့နေရာနဲ့သူရှိတယ်လို့ပိမှန်တော်အစ်စ်ကိုလည်းတီးရမယ်ဆိုတာကိုလည်းတချို့ကအတိတ်ပဲဖွင့်ဆိုပြီးတော့လက်ခံထားတာတွေရှိပါတယ်။ပြီးတော့ကျွန်တော်လည်းမသိမိစွေလည်းမသိ ဘယ်သူမှလည်းမသိတဲ့အနာဂတ်နဲ့ပတ်သက်လို့ကျွန်တော်စဉ်းစားလို့ရသည်ဖြင့်ယူဆသရွေကိုသာတင်ပြနိုင်ပြီးတော့အကောင်းဆုံးနဲ့အမွန်မြတ်ဆုံးတာဝန်ပြစ်ဆက်ကကာလမှာအိုပြီးတော့အရေးကြီးတာကတော့ကျွန်တော်တွေဟာဓမ္မတာဝန်တွေကိုကြည်ပါတိတုဩဝါဒစာအခန်းကြီး1အငယ်73ကစိုးစုံးမှသလိုငါတို့ကိုကယ်တင်တော်မူသောအရှင်အခင်ယေရှုခရစ်ဘုံအစရိတော်ချင်းရှာပေါ်ထွန်းခြင်းကို၎င်းငါတို့သည်မျှော်လင့်စေတဲ့ အဲ့ဒီကြံကိုစိစိနားထောင်ကြည့်ပါရှင်သင်ရာဘဝကိုအကောင်းဆုံးပြည့်စုံပြုထောင်ပြီးတော့ခရစ်တော်ရဲ့အဆုံးအဖြတ်ပြည့်ရမယ့်အချိန်ကာလကောင်းကင်နိုင်ငံတော်ဒုက္ခကာလဆိုတဲ့အနာဂတ်ကိုစောင့်စားပြီးပွားကြရပါလိမ့်မယ်။ကျမ်းစာကိုဖတ်တော်သူပြီးနားလည်ပါစေဆိုတဲ့ဝတ်ကြကိုကျွန်တော်အလေးနဲ့ဒီနေရာမှာစဉ်းစားပါလိမ့်။အမှန်မတော့လူအုံနောက်ကလေးက၆တိ၆ချက်နဲ့ခရစ်တော်ရဲ့သမာတရားဟာ ။သင်ရှင်းသောဝိညာဉ်တော်အထောက်အကူမရှိသေး။အယံထင်ရမည်ကဘာသာပြန်လို့မရနိုင်ပါဘူး။ခရစ်တော်ဟာဖော်ပြခဲ့တဲ့နောက်ဆုံးသောကာလများအကြောင်းကိုတွေးဆခွင့်ပေးတယ်။တွေးစီခြင်းလို့လည်းဒေသနာကိုဟောပြီးတော့အခုစကားကိုပြောတာပါ။သူ့ရဲ့ဖော်ပြချက်တွေအပေါ်မှာလည်းကျွန်တော်တို့ကလည်းစူးစမ်းပန်းစားတွေးကြရပါမယ်။အတိတ်ပဲနဲ့ဆိုင်တဲ့အတွက်နားမလည်နိုင်စရာတွေတော့အများကြီးရှိတယ်။တခုတော့ချင်းချက်ရှိလေကကလာရောက်ချင်းလူသား တနည်းအားဖြင့်ခရစ်တော်ကြွလာတော်မူခြင်းမှာရှင်သန်သူမျိုးဆက်တွေကတော့အခုကျွန်တော်တို့နားလေတာတဲ့ပို့ပြီးတော့ပို့ပြီးတော့နားလေလာကြရလိမ့်မယ်အဲ့ဒါဟာသူတို့ရဲ့လက်တွေ့ဘဝနဖူးတွေဒူးတွေကြုံရမယ့်ကိစ္စဟုလို့ကြာဟာသူတို့အဖို့ကျွန်တော်တို့တဲ့အများကြီးပို့ပြီးတော့လက်တွေ့ကြကြသိမြင်နိုင်ကြမယ်ဆိုတာဒီနေရာမှာကျွန်တော်ဖြည့်ဆက်ချင်ပါတယ်အငယ်ဆက်ချက်သူတို့မြင်ရရင်ယူရပြည်၌ရှိသောသူတို့သည်တောင်ပေါ်သို့ပြေးကြစီဖြစ်စည်းတတ်တဲ့ ယွန်ရှာစရာအရာဟာသင်ရှင်းရာဌာနဒါမှမဟုတ်ရင်ယေရုရှလင်ပိမှန်တော်မှာလာပြီးစိုက်တဲ့အခါယူရလူတွေတောင်ပေါ်ကိုတက်ပြေးကြတဲ့ဣသရေလကိုဥတီတဲ့ဝေါ်ဟာရတော့မှန်နေကြစ်လာရင်တော့တကဘာလုံးဘသူမှမလွတ်ဘူးကဘာကြီးရဲ့ခစ်တခစ်ကုံဆုံးပျက်စီးမယ်ဆိုမှဘယ်လောက်ဒီလွတ်နိုင်မှာလဲအငယ်16နဲ့18အိမ်မိုးပေါ်မှာရှိတော်သူသည်အိမ်တဲကဥစ္စာကိုယူခြင်းကမစင်းစင်နှင့် ်လေ၌ရှိသောသူလေမိမိအဝတ်ကိုယူခြင်းကနောက်သို့မပြောင်းစေနှင့် အချိန်မရှိဘူးဟေပြေးဖို့သာ စိတ်ကူးကြစရာနှင့်အတူတူပါပဲအငယ်ဆက်ကိုထိုနေ့ရ၌ကိုဝန်ဆောင်သောမိမနှင့်နှုတ်ဆိုတငယ်ရှိသော မိမတို့သည်အလွန်ခက်ကြလိမ့်မည်လူဦးရေ၏အစမတန်ပောက်ဖွားခြင်းဟာတက္ကလာ၏လက္ခဏာတစ်ရပ်ဖြစ်နေဒါဟာကျွန်တော်၏ယုံကြည်ချက်ကျမ်းစာနှင့်အများကြီးနှိစက်တယ် မိမနဲ့ကလေးလေးတွေအလွန်ခက်ရမယ်အချိန်လို့အခုတွေ့ရပြီအငယ်20မှ21ပြင်တို့ပြေးရသောအချိန်တွင်ဆောင်းကာလ၌မကြဥပုံနေ၌လည်းမကြမီအကြောင်းဆုတောင်းကြလောအကြောင်းမူကားကဘာဥမှစ၍ယခုတိုင်အောင်မဖြစ်စဘူးနောင်၌လည်းမဖြစ်လက်တန်သော ကြီးစွာသောဒုက္ခသည်ထိုကာလ၌ဖြစ်လိမ့်မည်ကြီးစွာသောဒုက္ခဆင်းရဲခြင်းဆိုတဲ့အချက်ကိုဂျာရီကျမ်းအခန်းကြီး9အငယ်14မှာတွေ့ရပါတယ် သမိုင်းမှာတခါမှမရှိဘူးတဲ့အဖြစ်ဆိုးကြီးဖြစ်တယ်လို့နောက်လဲအဲ့လောက်ဆိုးတာမျိုးကိုတွေ့ရမှာမဟုတ်ဘူးလို့ဆိုခြင်းပါတယ်ဒီတော့အခုမျက်မှောက်ကာလကိုပဲကဘာကြီးပြတ်တော့မတက်အပြတ်မသတ်မှတ်ထိုက်ဘူးလို့ခင်ပါတယ်ဒီနေ့ကဘာဟာအခက်အခဲတွေဒုက္ခတွေအများကြီးတင်းမှာပဲနေပြောစရာကောင်းတဲ့ကဘာအဆင့်မှာတည်နေပါသေးတယ်သေပြောစရာသာဝရအသက်မျောလင့်ခြင်းတို့ပြေဝနေပါသေးတယ်ဒါကြောင့်ဒီအချိန်ကိုတရားစီရင်ရာကာလလို့ ကျွန်တော်တဦးချင်းအနေနဲ့မခန့်ယူပါဘူးအငယ်22ထိုကာလတာရှိရင်အဘဲသူမြမလွတ်နိုင်ရာရွေးချယ်သောသူတို့အဖို့အလို့ဟာထိုကာလသည်တိုလိမ့်မည်ဗျာရိတ်ကျမ်းအရာလေ့လာရင်ဒီကတ်ကာလကုံဆုံးခြင်းမှာကမ္ဘာလူဦးရေ3ပုံတပုံဒါမှမဟုတ်ရင်4ပုံတပုံတို့ဟာသေချေပျက်စီးကုန်ကြရမယ်လို့ဆိုထားပါတယ်နှမျိုးဖြစ်နေပါတယ်ဘာပဲဖြစ်ဖြစ် ကာဟာမြင်ပေါက်အခြေအနေကိုကြည့်ုံလုံးနဲ့ထေချပေါက်ဖြစ်ရမယ်လို့ကျွန်တော်တို့မပြောနိုင်ဘူးလားမပြတ်စနိုင်ဘူးလားအခု nuclear အင်အားကြီးနိုင်ငံတွေအများကြီးရှိနေတယ်လေ nuclear လျှို့ဝှက်ပိုင်ဆိုင်တဲ့နိုင်ငံတွေလည်းရှိနေပြီဆိုတော့လူသားတွေကိုယ်တိုင်ဟာလူသားကဘာကိုဖြည့်ဆည်းပြစ်နိုင်လောက်တဲ့အခြေအနေရှိနေတယ်ဆိုတာဟာရှင်းနေပြီမဟုတ်လားဒါကိုခရစ်တော်ပြောလိုက်တာဟာဘလောက်အံ့ဩဖို့ကောင်းလဲစဉ်းစားကြည့်ကလောက်နဲ့မြင်းလောက်နဲ့ဆလီလောက်နဲ့ခီးသွားတဲ့ခစ်ကလေးက ဖျားသခင်ဟာဒါကိုကြိုပြီးတော့သိလို့မြင်လို့ပြောခဲ့တာဆိုတာဟာရှင်းနေပြီမဟုတ်ဘူးလားရွေးချယ်သောသူတို့အဖို့အလို့ကထိုကာလပြီးတိုလိမ့်မည်အကျွမ်းမဲ့ပျက်စီးဆုံးရှုံးခြင်းဒဲတာပင်လည်းတွေ့ရတဲ့မျောလင့်ခြင်းကလေးညတာခြင်းဒါကြောင့်အခုလိုဖော်ပြခဲ့တဲ့အချက်တွေကိုကျမ်းစာကိုကြည်သောသူသည်နားလည်ပါစေသင်သိရသောသမာကျမ်းအဖြစ်နားလည်နိုင်ကြပါစေလို့ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်ခရစ်တော်သခင်ကြွလာခြင်းဆိုတဲ့အချက်ကို ဆက်ပြီးတော့ကျွန်တော်ပြပြလိုပါ रे ရှမဘဲခရစ်ဝင်ကျမ်းအခန်းကြီး24အငယ်23မှ25ထိုအခါသူတစ်ပါးကဤရ၌ခရစ်တော်ရှိပြီထိုအရ၌ရှိပြီဟုဆိုတော်လဲမယုံကြနှင့်အကြောင်းမူကားခရစ်တော်ဤအကြောင်းကိုဆောင်တော်သူနှင့်မိစ္ဆာပရောဖက်တို့သည်ပေါ်လာ၍ရွေးချယ်သောသူတို့ကိုပင်လှည့်ပြားနိုင်လောက်အောင်လှည့်ပြားလောက်အောင်ကြီးစွာသောနမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကိုပြုကြလိမ့်မည်ထိုအကြောင်းအရာတို့ကို ငါပြောနေပြီအစ်မတန်အရေးကြီးပါတယ်နော်ခရစ်တော်ကိုယုံကြည်သောသူနဲ့အသင်းတော်တွေကိုတောင်းမှလှည့်ပြားနိုင်တဲ့ဒါကြောင့်ခရစ်တော်ဆန့်ကျင်ရေးသမားအန်တီခရစ်နဲ့အတူအန်တီခရစ်နဲ့အတူမိစ္ဆာပရောဖက်တွေကိုကျွန်တော်တို့သတိထားရမယ်တဲ့ခရစ်တော်ကိုယ်တိုင်သတိပေးထားကြတယ်နော်ဒါပေမဲ့ဒီကျမ်းမှာတလျှောက်လုံးပြောလာခဲ့တာတလျှောက်လုံးပြောလာခဲ့တာဥတီလာတာကသူရွေးချယ်တဲ့ဣသရေလအမျိုးဖြစ်တယ်ဆိုတာကို သတိထားမိကြမယ်လို့ထင်ပါတယ်။ဒါကြောင့်အလှည့်ပြားအခမ်းရဆုံးကအခမ်းရဆုံးကတော့အဲ့ဒီဣတရီလာပဲဆိုတာဒီနေရာမှာကျွန်တော်တို့သတိပြုကြရလိမ့်မယ်။မာကြောင့်ကျွန်တော်ကခရစ်တော်ကိုယုံကြည်သူနဲ့အသင်းတော်ဆိုတာကိုဖော့ပြီးကျွန်တော်ကပြောရတာလေ။စစ်မှန်တဲ့ယုံကြည်ခြင်းရှိသူဆိုတာတခဏတော့အလှည့်ပြားခံရင်ခံရမယ်။ရည်ရှိမှမခံရနိုင်ဘူး။လူတဲကလူအချင်းချင်းပေမဲ့ယုံကြည်ခြင်းမှာတကောအာနိသင်ရှိပြီလားခရစ်တော်စီမှာဘဝကိုပုံအပ်ထားရင်ဘဝဟာလုံခြုံနေ ်ပုံအပ်ဖို့တာဝန်ကတော့ကိုယ့်ရဲ့တာဝန်ရှင်မသက်ခရစ်ဝင်အခန်းကြီး24အငယ်26နဲ့28ထို့ကြောင့်သူတို့ကခရစ်တော်သည်တော၌ရှိသည်ဟုဆိုတော်လဲမထွက်မသွားကြနှင့်တိုက်ခန်း၌ရှိသည်ဟုဆိုတော်လဲမယုံကြနှင့်ဖြည့်စစ်သည်အရှိမပြည့်၍အနောက်တိုင်အောင်ထွန်းလင်းတကယ်သို့လူသားသည်ကြွတော်ကြွလာတော်မူလက်တံနောက်တစ်ခါခရစ်တော်ကြွလာတော်မူခြင်းကတော့အခုကျွန်တော်ကြားဘူးတဲ့ကြွလာတော်မူခြင်းနဲ့အရှိမတူညီတော့ဘူးသူ့အတွက် စေတမန်နဲ့ကြီးညာမှာမဟုတ်ပါဘူးပြီးတော့ဗက်လင်မျိုးနဲ့ပညာရှိတွေနဲ့သိုးရင်းတွေနဲ့ပြီးစီးမဲ့ပွဲလဲမဟုတ်တော့ပါဘူးတကဘာလုံးနဲ့ဆိုင်တဲ့ပွဲကြီးဖြစ်ရပါလိမ့်မယ်ရက်စစ်ပြီးအရှိမပြတ်၍အနောက်တိုင်အောင်ထွန်းလင်းတဲ့ကဲ့သို့ရင်သိမ့်တုံပွဲမြင်ကွင်းနဲ့ခင်းအချင်းကြီးနဲ့ဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်အခါကာလအတွေ့ကျွန်တော်ဝိညာဉ်တွေဟာဖြောင့်မတ်ခြင်းနဲ့စောင့်ဆိုင်နေကြရပါလိမ့်မယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး24ငွေ28အဖေကောင်ရှိရ၌ ရွှေလင်းတာတို့သည်စုဝေးကြလတံမိတ်ဆွေများခင်ဗျာတန်လင်းတောင်ဒေသနာမှာကျွန်တော်အခုနားအလေရအခက်ဆုံးအပိုင်းလို့ဒီကျမ်းပိုက်ကလေးကိုကျွန်တော်သတ်မှတ်ခြင်းပါလေအရှိမပြည့်၍အနောက်တိုင်းထွန်းလင်းတဲ့ရက်စစ်ပြက်သလိုဒုတိယဒိတ်အကြိမ်ကြွလာခြင်းအကြောင်းကိုပြောပြီးမှအသေးကောင်နဲ့လင်းတာတို့ပေါ်ပေါက်ချင်းကိုကျွန်တော်နားမလည်နိုင်တော့အောင်လေသွားပါလေအထီကိုတော့ရရိတ်ကျန်းအခန်းကြီး19အငယ်19ကနေ19အတွင်းမှာအခုလိုရှာဖွေတွေ့ရှိရပြန်ပါလေ ကောင်းငင်တမန်တပါးသည်နေထဲမှာရက်ရက်ရှိသည်ကိုငါမြင်၏သူသည်မိုးကောင်းငင်အလယ်၌ပြန်တသောဆင်းအပေါင်းတို့ကိုကြီးသောအစံနှင့်ခေါ်၍လာကြလော့ရှင်ဘီရင်အသာစစ်သူကြီးအသာသူရဲ့အသာမြင်းအသာမြင်းစည်းသောသူအသာအစေကံကျွန်းလူလွတ်အကြီးငယ်အမျိုးမျိုးသောလူတို့၏အသာကိုစားအံ့သောငါကြီးမြတ်တော်မူသောဘုရားသခင်၏ပွဲတော်သို့စီဝေကြလော့ဟုခစ်ကြော်၏။ဘာယေမဆာ၏လောကီရှင်ဘီရင်တို့နှင့် ်သူ၏ဘိုးကြီးများတို့ဘိုးကြီးများတို့သည်မြင်းစည်းတော်မူသောသူနှင့်ဘိုးကြီးတော်ကိုစစ်တိုက်ခြင်းကစီးဝေးကြသည်ကိုငါမြင်၏အဲ့ဒီတော့ခရစ်တော်ရဲ့နောက်အကျင့်ကြွလာတော်မူခြင်းဟာတရားစီရင်ခြင်းအချိန်ကာလအတွင်းမှာဖြစ်ရမယ်ရွှေလင်းဒသာသာညက်တီဟာတရားစီရင်ခြင်းအတွက်ကောင်းငင်တမန်ရဲ့အမိန့်နဲ့ဆင်းသက်ပြီးရောက်လာကြတာဖြစ်ရမယ်လို့ယူဆနိုင်ပါတယ်အငယ်29ထိုကာလ၌ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲနေနေပြီးမိုက်လိမ့်မည်လာပြီးအယောင်ကိုမပေးကျဲတို့သည်ကောင်းကင်မှကြလိမ့်မည်ကြကြလိမ့်မည်ကောင်းကင်တကိုးတို့သည်တုံလှုပ်ကြလိမ့်မည်တခုပြီးတခုဖြစ်မဲ့ပျက်စီးခြင်းပုံစံတွေကြီးပဲခရစ်တော်ဒုတိယကြွလာတော်မူခြင်းမှဒါတွေအကုန်လုံးဟာဆင်ကဲဆင်ကဲဖြစ်ရသည့်အဖြစ်ပေါ်ပေါက်လာပါလိမ့်မယ်အငယ်30ထိုအခါလူသား၏နမိတ်လက္ခဏာသည်ကောင်းကင်၌ထင်ရှားလိမ့်မည်ဤကြီးပေါ်မှာလူအပေါင်းတို့သည်ငိုကြွေးမြည်တမ်းကြ၍ လူသားသည်ကြီးစွာသောဘုံတကုအာနုဘော်ကိုဆောင်ဖြင့်မိုးတိမ်ကိုစီး၍ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ဓမ္မဟောင်းကျမ်းစာမှာဘုရားသခင်အတွက်တိဆောက်တဲ့ကဲတော်ပေါ်မှာယေနောက်ပိုင်းယေရုရှလင်မြို့တော်ကဗိမာန်တော်ပေါ်မှာယေဘုရားသခင်ရဲ့ဘုံတကုဟာထွန်းတောက်တည်ရှိခဲ့ပူပါလေ။နောက်ပိုင်းမှာဣသရေလလူတွေရဲ့အပြစ်ကြောင့်အဲ့ဒီထွန်းတောက်ခြင်းဟာပျောက်ွယ်သွားခဲ့ရပါလေ။အခုခရစ်တော်ဒုတိယအချိန်ကြွလာတဲ့အခါမှာအဲ့ဒီလိုပျောက်ွယ်သွားခဲ့ရတဲ့ထွန်းတောက်ခြင်းဟာ အခါထပ်မံပေါ်ထွက်လာမယ်။ဒါကိုကောင်းကင်၌ခြင်ရှားသော လူသား၏နမိတ်လက္ခဏာလို့ခရစ်တော်ဖွင့်ဆိုပြလိုက်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။လူသားသည်ကြီးစွာသောဘုံတကောအာနုဘော်ကိုဆောင်ရက်မိုးတိမ်ကိုစီး၍ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်ဆိုတဲ့အချက်ကတော့သူဟာအသွေးခံရမယ့်ယေရုရှလင်မြို့တော်ကို ဝင်ခြင်းမဟုတ်ဘူး။ဘရင်တကားတို့ရဲ့ဘရင်အဖြစ် အောင်ပွဲခံ၍ဝင်ရောက်ခြင်းဆိုတာကိုအလေးနဲ့ဖော်ပြလိုက်တာပဲဖြစ်ပါတယ် ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး24အငယ်37လူသားသည်မိမိတမန်တို့ကိုစေလွှတ်၍တဘိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်သူတို့သည်ရွေးချယ်သော သူတို့ကိုအရက်လေးမျက်နှာကောင်းကျင်အောက်ထက်ဝန်းကျင်တို့မှခေါ်၍စူယုံကြလက်တန်းရွေးချယ်သော သူတို့ဆိုတာကရောဘယ်လိုအတိတ်ပဲဖွင့်မလဲကျွန်တော်ကတော့ဒီကျမ်းဟာဣသရေလကိုတည့်ရိုက်ညွှန်းတဲ့ကျမ်းဒါကြောင့်ဣသရေလကိုပဲရည်ဆောင်တဲ့ဝတ်ကြလို့ဆက်လက်ခံယူပါတယ်ဘာဖြစ်လို့ဒီလိုပြောသလဲ ကကလာပြတ်သုံးချိန်မှာအသင်းတော်နဲ့အသင်းတော်အဖွဲ့အစည်းဖြောင်းမှတ်ခြင်းရှိသူတို့ဟာအလိုအလျောက်ဘေးမဲ့လုံခြုံနေကြပြီခရစ်တော်ဟာဘယ်ကောင်းရင်တမန်အကူအညီမှမလိုပဲသူကိုယ်တိုင်ဟာတဘိုးခေယမှုတ်တန်တဲ့အတူဆင်းသက်ကြွလာပြီးသူ့အသက်နဲ့ရွေးချယ်ထားတဲ့ယုံကြည်သူအလုံးကိုသူကိုယ်တိုင်စုဝေးသိသိမှဖြစ်လိုပါလေဒီချိန်မှာသူ့ရဲ့အသံတော်ဟာကောင်းရင်တမန်တော်တို့တမန်တို့ရဲ့ဘရင်လိုအင်မတန် ကျေလောင်လိမ့်မယ်ဆိုတာကိုလည်းကျွန်တော်တို့ကြားခဲ့ရဘူးပြပါပြီ။ဒါကြောင့်အခုကျန်းငယ်မှာတွေ့ရတဲ့ကောင်းငင်တမန်တို့ကအရက်လေးမျက်နှာကနေစုယုံမယ်ဆိုတဲ့ရွေးချယ်တော်သူတို့တဲ့ခရစ်တော်ကိုအကျွင်းမဲ့ယုံကြည်သူကယ်တင်ရှင်ယေရှုကိုလက်ခံသူတို့ရဲ့သမိုင်းဏီကုန်းဟာဘလို့ကြည့်ခေဝါခံရမလဲဆိုတာဟာစာဖွဲ့လို့တောင်မှပြည့်မီအောင်ဖွင့်နိုင်စွမ်းရှိမယ်မဖြစ်ပါဘူး။ပေါ်တရှင်အပေါင်းတို့ခမညာသမာကျမ်းစာတော်မြတ်ရဲ့အလွန်အလွန်ခက်ခဲနေတဲ့အပိုင်းအခြားကို ကျွန်တော်တို့ဖြတ်သန်းသွားနေရပါတယ်။ကျွန်တော်လည်းအင်မတန်လေးလေးနက်နက်စဉ်းစားပြီးတော့ပြင်ပြနေရပါတယ်။သောတာရှင်တို့လည်းတိတိကျကျဂိယူဆိုင်နားထောင်ပြီးတော့ကျွန်တော်တိုက်တွန်းခဲ့သလိုပဲနိစ္စရာဓမ္မဆရာများသင်ဥဆရာများနဲ့လည်းတိုင်မြင်ပါဆွေးနွေးပါဒီအချက်တွေကိုနားလည်နိုင်အောင် စုပေါင်းပြီးတော့အဖြေရှာကြပါကိုယ်တိုင်ရဲ့သင်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုခံယူနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးနေပါတယ်အခုကျွန်တော်ရောက်နေတဲ့ ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး24ရဲ့အပိုင်းကြီးဟာလောကသမိုင်းနောက်ဆုံးပိုင်းလို့ဆိုနိုင်တဲ့ကတ်ကာလတို့ကြာရောက်ချိန်နဲ့ခရစ်တော်သခင်ကြွလာခြင်းဆိုတဲ့အကြောင်းကြီးတွေကိုခရစ်တော်ဖွင့်ဆိုခြင်းများအကြောင်းများနဲ့ပတ်သက်လို့ရှင်းလင်းပြပြချက်တွေပဲဖြစ်ပါတယ်။ဒီလိုရှင်းလင်းရမှာဓမ္မသဘောတရားအခြေခံကိုစဉ်းစားရကြတဲ့ကပိတ်ပြီးတော့ခက်ခဲပါတယ်လို့ကျွန်တော်ဝန်ခံနေပါတယ်။ကျွန်တော်တို့ဖို့ခက်ခက်ခဲခဲဆင်ခြင်ရပါတယ်။ ကြိုးစားပန်းစားလဲအတိတ်ပဲကိုဖွင့်ဆိုရတယ်လို့ကျွန်တော်ဒုတိယအကြိမ်ထပ်ပြီးတော့ဝန်ခံတင်ပြခြင်းပါတယ်အမှန်တော့တည်ရှိခဲ့တဲ့အထုပ်ပတ်တီတွေဥပမာတွေသွန်သင်ချက်တွေတဲ့မတည်ရှိသေးသောအနာဂတ်ဆိုတာကိုစင်ကြင်တွေးခေါ်ရတဲ့အလုပ်ဟာဘလောက်ခက်ခဲမယ်ဆိုတာဟာမိတ်ဆွေတို့သဘောပေါက်ပါလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်ဓမ္မဟောင်းကာလရဲ့လူအဖွဲ့အစည်းဟာလေဓမ္မသစ်ကာလနဲ့ပတ်သက်ပြီးတော့မတည်ရှိသေးတဲ့ကာလဆိုတာကို အခုလိုပဲရင်ဆိုင်ကြော်လွားခဲ့ရမှာမလွဲပါဘူးရှင်ကျွန်တော်ဓမ္မဟောင်းကာလကဘူးပြီးတို့ဟာဒီကျွန်တော်ဓမ္မသစ်အချိန်ကာလအတွက်အခုလိုပဲတွေးခေါ်ပြီးတော့အချိန်တွေကိုကြော်လွားခဲ့ရမှာအမှန်ပါပဲကဲတင်ရှင်သခင်ခရစ်တော်တနည်းနည်းမှာပေါ်ထွန်းမယ်ဆိုတဲ့ကျမ်းစာအထောက်အထားတွေဟာကဘာဦးရဲ့အစလူအဖွဲ့အစည်းကလေးကအချိန်ချင်းပေါ်ပြခဲ့ပြီးတော့ပရောဖက်ကြီးရဲ့အချိန်အခါမှာတော့အင်မတန်ပြည်ပြင်းထင်ရှားတဲ့အနာဂတ်ကျမ်းစကားတွေဖြစ်လာခဲ့ပါလေ။ အဲ့ဒီကြံစကားတွေဟာလေဘလောက်များပြည့်စုံကုန်ကြတယ်ဆိုတာကိုတော့ခရစ်တော်ကိုယ်တိုင်မွေးဖွားခြင်းကဆလို့အသေးခံခြင်းရှင်ပြန်ထမြောက်ခြင်းအထိဖြစ်တည်ဟာအချင်းအရှာတက်တည်ပြခဲ့ပြီးဖြစ်တယ်။ဒါကြောင့်လဲတမန်ကျမ်းစာရဲ့ဂုံအစုစုကိုကျွန်တော်ကဂုံပြုတ်လိုက်တယ်ထင်လို့အနည်းငယ်ကြပြားလေးတစ်ခုကိုရွတ်ဆိုပြခြင်းပါတယ်။မသွေမသိမရင်းမနှဲ့လှုပ်လဲမလီလွန်တီကြီးဤပြီတုံးခဏစကားလှနှင့်ရွရွမရှိလွန်တီမိဤ ဝိညာဉ်တန်ရှင်ဖြောက်မှန်ခြင်းနှင့်သတင်းပီပြင်လွန်သက်ဝင်၏။အခင်ယေရှုပေးသောဆုနှင့် လူပောင်တွက်တာဤကျမ်းစာသည်ခွဲခွာမရတဘဝ၌ဆုံးစမမြင်ကျေးဇူးပင်ဟု အစဉ်အောင်းမိစေသတည်း။ဒီတော့ကျွန်တော်လူသားကဘာကိုအပြစ်ကနေလွတ်မြောက်ရလမ်းအထိညွှန်ပြနေတဲ့တမန်ကျမ်းစာဓမ္မမုံရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာပမိုင်းမှတ်ချောက်ပြင်ရမယ်ကဘာအဓိကကျမ်းကြီးပါပဲ။ ကျွန်တော်တို့ကလူသားအဆင့်အုံနောက်နဲ့သာအသက်ရှင်ရတဲ့သတ္တဝါတွေဖြစ်တဲ့အစရောက်တမာကျမ်းစာကိုဖတ်ရှုရမှာနားမလည်နိုင်ကြရည်အများကြီးရှိခြင်းရှိမယ်တမာတရားမှာကတော့အမှားအယွင်းအရှင်းမရှိနိုင်ပါဘူးကျွန်တော်တို့နားမလည်တာသာရှိမယ်သူကတော့မမှားဘူးဒါပေမဲ့သင်သိရသောတမာကျမ်းကိုဖတ်ရှုရမှာတော့လိုအပ်တဲ့အချက်ကြီးခုနှစ်ချက်ရှိခဲ့တယ်ဆိုတာကိုသတိမေ့ပြလို့မရဘူးအဲ့ဒီအချက်တွေကိုပြန်လည်ဖော်ပြရမယ်ဆိုရင်တော့ကြည့် လှန့်ရှင်းသောဝိညာဉ်တော်လမ်းပြရန်ဆုတောင်း၍ဖတ်ပါ။နှစ်ဗာမန်စာဖတ်တယ်လို့ဖတ်ပါ။သုံးချက်မှတ်တယ်လို့ချက်မှတ်၍ဖတ်ပါ။လေးအနုလုံပရိလုံဆင်ခြင်တွေးခေါ်ပါ။ငါတခြားကျမ်းစာဆိုင်ရာစာပေများကိုလေ့လာဖတ်ရှုပါ။၆ရရှိထားတဲ့သင်ခန်းစာများကို လိုက်နာစောင့်ရှောက်ပါ။ခုနှစ်ရရှိတဲ့ခွန်အားများကို ဝေမျှပါဆိုတဲ့အချက်တွေပဲဖြစ်ပါလေ။အခု ျွန်တော်ရောက်ရှိနေတဲ့ရှင်မသက်ခရစ်ဝင်ကျမ်းကနေပြီးတော့ပေးဝေးနေတဲ့သင်ခန်းစာများကတော့ကယ်တင်ရှင်ခရစ်တော်ဟာဒီလူလောကကို လူစားတိခံယူပြီးကြွဆင်းလာခဲ့တယ်။ကောင်းကင်နိုင်ငံတော်ဆိုတာဘာလဲဆိုပြီးတော့အတိတ်ကဥပဒေသားတွေပြစ်ဆုတ်ပံကာလအတွက်လိုက်နာရန်အချက်တွေနဲ့အတူ ဆုံးမတုံတင်ပေးခဲ့တယ်။အခုသူဟာကားတိုင်းတော်ပေါ်မှာ ကျွန်တော်အားလုံးအတွက်သူ့အသက်ကိုစွန့်ပို့ရန်ပြင်ဆင်နေပြီ။ဒီနိဂုံးပိုင်းမှာသူဟာသံလွင်တောင်ပေါ်မှာတဲပြီး ကကလာတို့ကြောက်ရွံ့ခြင်းခရစ်တော်သခင်ကြွလာခြင်းဆိုတဲ့အနာဂတ်အရေးတွေအတွက်ကျွန်တော်တို့ကိုဆက်လက်သွန်သင်နေပါတယ်ဒီအရေးတွေကိုမျှော်တွေးလို့သာဖះနဲ့တရားနဲ့ကျွန်တော်တို့အားထားနေကြရတာဖြစ်လေတော့ကျွန်တော်တို့အဖို့ခက်ခဲနေနေတဲ့အပိုင်းအခြားပင်ဖြစ်စီကမူရှောင်လွဲမရစူးစမ်းပြီးတော့လိလာကြရမှာပဲဖြစ်ပါလေဘာပဲပြောပြောကိုမပိုင်တဲ့အနာဂတ်ကိုကယ်တင်ရှင်ဖះသခင်ဟာပိုင်နေသူ့ကိုယုံကြည်ကိုးကွယ်ပြီး သူနဲ့အတူဘဝအသက်တာကိုရဲဝံ့စွာရှောက်လန်းကြမယ်။သူ့ရဲ့ကဲ့တင်ခြင်းတရားကိုလက်ခံပြီးဖြောင့်မတ်စွာအသက်ရှင်နေထိုင်မယ်ဆိုရင်တော့ယခုဘဝနဲ့နောင်ကပ်ကာလနှစ်ဌာနစလုံးမှာဖာဝရအသက်ကိုမလွဲအေကန်ရကြရမှာ အမှန်သာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။နောက်တစ်ချိန်အစီအစဉ်မှာရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး24အခန်းငယ်32ကနေအခန်းငယ်51အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရ။